ကျွန်တော်မြင်တာကျွန်တော်သိတာကိုပြောပြနေတာပါအခုကျွန်တော်ကိုတိုက်ခိုက်နေတယ်တိုက်ခိုက်နေတယ်တက်မတော်သားတက်ထင်းတယောက်ပေါ့နော်ရပါတယ်ကျွန်တော်တက်မတော်သားကိုကျွန်တော်ချစ်နေရရင်ဂျင်းနေပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းတွေကိုကျွန်တော်ညကြာရင်ယူကျုမှာပြောပြပါမယ်ဒီနေ့ဇော်ဖွင့်ကိုကျွန်တော်တက်စိန်ခေါ်တဲ့အကြောင်းတရားတွေဟာဒီကောင်ကလေးတည်းကပေါ်လာတယ်ကျွန်တော်တို့တက်မတော်ချစ်ချင်အောင်စောင်းတယ်အလူခံစားတယ်တက်ပြင်းဒီဖြစ်လို့ကလည်းညကြီးကိုလုံးသေးတယ်ကျွန်တော်အကုန်သိပါတယ် ပြီးတော့အုတ်ချီကအရာရှိစစ်တရီကိုလှူဒန်းချင်အောင်ဆောင်ပြီးတော့စစ်တရီနေမေးတယ်တစ်ဖက်ရန်သူပီလီယက်တွေကိုတရင်ပေးတယ်ဒါကြောင့်အဖြစ်အနာတွေဖြစ်ကုန်တာဒီကြောင့်တရားတွေကိုသိတဲ့အတွက်ကျွန်တော်ဇဘွေးနောက်ကိုတောက်လျှောက်လိုက်နေတာနော်ဇဘွေးတို့အစ်စ်တို့ကကျွန်တော်တို့နဲ့အားကြီးဝေးတယ်ဒီဟာလမ်းမကြီးကလိကချီအောက်တန်းစာနော်တမတော်သားအရာရှိစစ်တရီကိုတွေးခွဲပေးတယ်နိုင်ငံဝန်ထမ်းတွေကိုတွေးခွဲပေးတယ် ပြည်ရောတက်မလို့နဲ့နိုင်ငံဝင်တဲ့ဒီပေါ်မှာထင်အောင်ထင်မှာဖြစ်အောင်တွေးထုတ်လှုပ်ဆောင်နေတဲ့ Madrid MDY ပြည်ထဲကကောဒီကောင်ပြင်ဒီကောင်နောက်ကဆရာဆရာကြီးတွေကိုပါမင်းသားကြီးနဲ့အဖွဲ့ကပေါ်ထုတ်အောင်ပဲဆိုတဲ့ကြောင့်နိုင်ငံလုံးမှာရှိတဲ့ရဲရှင်ပြည်ပြည်သားတိုင်းရင်းသားများအားလုံးကိုကျွန်တော်မင်းသားကြီးကဂရုပေးနေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်လော်ဘီဇော်ဘုံဟိန်ခေါ်အာကြီးဟာမန္တလေး PDF ထောက်ပို့တယောက်ဖြစ်ကြောင်း တတိနှစ်တကွာချပြလိုက်တဲ့ရုပ်တံနဲ့အတူမင်းလာမျိုးနယ်တွင်အင်အား80နဲ့စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုကိုတိုက်ခိုက်မှုဆက်ကစား30ဦးတေဆုံးပြီးလက်နက်ခဲယမ်းတွေတင်စီရရှိတဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးလိုက်ပါရစေ။ ပဲခူးတိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်အတွင်းကိုအင်အား80နဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စက္ကစတပ်ဖွဲ့ကိုဧပြီ28ရက်မှာတိုက်ခိုက်ရာစက္ကစ30ဦးတေဆုံးပြီးလက်နက်ခဲယံတွေတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။မင်းလာမြို့နယ်စားချောင်းကြီးရွာကိုရောက်ရှိနေတဲ့စက္ကစတပ်ဖွဲ့ဟာဧပြီ28ရက်မနက်9:30မိနစ်ခန့်မှာလက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ပြီးငမိုးရိပ်ကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း မာနက်9နာရီ30မိနစ်မှာငမိုးရိပ်ကြီးရွာမှာစရစ်မြောင်ကြီးရွာဘက်သို့စစ်ကြောင်းထိုးလာစဉ်တော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းဖော်ပြပါရယ်တိုက်ပွဲ2နာရီခွဲခန့်ကြာမြင့်ခဲ့ပြီးနောက်စာစာစစ်ကြောင်းဟာတောင်ပြတ်ကြီးရွာကန်းကော်ပင်ကြီးရွာတို့မှတဆင်ထောက်ကျန့်ကြီးရွာဘက်ကိုဆုတ်ခွာသွားပြီးဖုံကြီးကျောင်းမှာတက်ဆွဲထားတယ်လို့ဆိုပါရယ်တိုက်ပွဲအတွင်း အကျန်းဖက်စက္ကစားကမ35တစီချက်ဖိုက်တာနှစ်စီးနဲ့လေချောင်းပစ်ကူပေးခဲ့တယ်လို့သိရပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တဦးမစိုးရင်ရတဲ့တန်ရာရရှိခဲ့တယ်လို့ဖော်ပြချက်မှာပါရှိပါတယ်။တနင်္ဂနွေလုံးမှာရှိတဲ့ရဟရှင်လူဒီဒီပြည်သားတိုင်းသားများအားလုံးဘုရားတခါကြီးရဲ့ချက်ဆုံးသားကြီးကဒါတော့ရှစ်ထားပြီးမင်္ဂလာအောင်နဲ့ပြည့်စုံကြပါစေလို့ဆုမွန်ခေါ်တောင်းပြလိုက်ပါတယ်။ ကျွန်တော်ကကိုတိုင်းပြီးကိုလူမျိုးကိုပါလာကိုတာလာအတွက်ကျွန်တော်ချစ်တဲ့တက်မတော်ကြီးအတွက်ကျွန်တော်အရန်ချစ်ရတဲ့ကျွန်တော်အဖွားကျွန်တော်အမေကျွန်တော်ရဲ့ညီညီမတွေကျွန်တော်မွေးရမြေကိုစွန့်ခွာပြီးတော့တနိုင်ငံလုံးကိုသွားလာပြီးတော့နိုင်ငံသားပြည်ဝဲတာဝန်ကိုချစ်ချစ်မြုံမြုံနဲ့ထမ်းဆောင်မိတာကျွန်တော်ပေနိုင်ငံတော်တမလာကြီးဖြစ်ရမယ်ဆိုပြီးကြွေးကြော်ထားတာလေကျွန်တော်မင်းသားကြီးပါပဲခါဒီမှာကျွန်တော်ပြည်သူတွေဟာထင်အောင်ထင်မှားတွေဖြစ်ပြကြတယ်လူကိန်းကြက်ရောက်နေတဲ့လူတွေ လူဝိတ်ကြပြောနေတဲ့လူတွေကိုအထင်ကြီးကြတယ်ကျွန်တော်ဟာကိုတိုင်းပြည်ကိုလူမျိုးကိုပါတာကိုတာတာတွေကျွန်တော်ချစ်တဲ့တက်မလို့ကြီးတွေအိမ်ပေါင်းတောင်းချီကုန်ကြခံပြီးတော့လုပ်နေတာကျွန်တော်ဒေတာကြီးဘယ်လိုရှိဖွင့်ပြောတိုးတက်နေလဲဆိုတာကျွန်တော်ဒေတာကိုလာကြည့်ဘူးမှတွေ့ကြလိမ့်မယ်ကျွန်တော်ကကျွန်တော်တို့ဘာလုပ်ပါလဲဆိုပြီးလိုင်းပေါ်တက်ပြီးတော့ခင်ဗျလူအထင်ကြီးအောင်လုပ်နေတဲ့လူတန်းစားထဲမှာမပါဘူးကျွန်တော်နဲ့ဇော်ဖိုးကြီးနဲ့ဘာပြဿနာမှမရှိဘူးအဲ့ခေါ်နဲ့ကျွန်တော်နဲ့ဆင်ရတယ် အဝေးကြီးပဲဒီကောင်ကလူလိမ့်လူညာလူရုပ်မှာမန္တလေး MP1 ပြည်ထဲကကောင်ကျွန်တော်ကဒီကောင်တော့လိုက်နေကြပြီဒီကောင်ကတက်မလို့ဒါဘုရားရှိစစ်တီလူလူပါလေဆိုရဲအကြောင်းပြချက်နဲ့တဏ္ဍာရီကတော့အလူရှင်ရဲ့ငွေတွေကိုခင်ဗျဘုံနေတာမစွတ်ဖို့ခင်ဗျအလူပြပြီးတော့ကျွန်တော်အောက်ချီကတက်မလို့ဒါဘုရားရှိစစ်တီလူစစ်တီလူမေးအဲ့စစ်တီလူမန္တလေး MP1 ပြည်ထဲကိုတင်းပြနေတဲ့ကောင်ခင်ဗျမတော့မစားဘူးမတော့မတော့ဘူးမလာဘူးတော့ဖြစ်တဲ့ပုံစံကြည့်လိုက် လိုင်းတွေပေါ်မှာတက်ပြီးတော့ခင်ဗျာသူပြောဆိုနေတာကိုကြည့်ရတယ်။ဒီကောင်ကျွန်တော်ဖေကိုလည်းစော်ကားတယ်။ကျွန်တော်အဖကိုလည်းစော်ကားတယ်။ကျွန်တော်တက်မလာအရာရှိစစ်တီကိုလည်းစော်ကားတယ်။နိုင်ငံဝင်တဲ့တွေကိုလည်းစော်ကားတယ်။ဒါကြောင့်ကျွန်တော်မင်းသားကြီးကဒီကောင်ကိုတက်စိတ်ခေါ်နေတာ။ဒီကောင်ကကျွန်တော်ရဲ့ဆက်ကအဝေးကြီးအဝေးကြီးဒီကောင်ကဘာမှမဟုတ်ဘူး။ဒီကောင်ရုပ်ရည်ဒီကောင်အပြောဆိုဒီကောင်အမှုရာအဲ့ကြည့်လိုက်။ဒါမှရှိတဲ့ ်ရန်ရှင်ပြုသည်ဒီကောင်အကြောင်းကိုသိမှာပါကျွန်တော်တို့ကတနိုင်ငံလုံးပုံစံမျိုးစုံနဲ့ပွာလာလှုပ်ရှားနေတာနေရာတိုင်းမှာမင်းသားကြီးရှိတယ်မင်းသားပြောက်ခုတဲ့နေရာဘယ်နေရာမှမရှိဘူးနော်အဲကြောင့်မင်းသားကြီးကတနိုင်ငံလုံးကဖြစ်ပြနေတဲ့အလုံးစုံသောဖြစ်ပြတဲ့အားလုံးကိုသိတယ်မင်းသားကြီးသိရင်မင်းသားကြီးအဖေနဲ့မင်းသားကြီးအဖသိတယ်လို့မင်းသားကြီးအမြဲတမ်းပြောလို့ရှိတယ်ကျွန်တော်တို့ကယာရုအာနာအတွက် ထင်ပေါ်ကျော်ကြားမှုအတွက်ငွေကြေးဥစ္စာအတွက်လှုပ်လှုပ်နေတာမဟုတ်ဘူးလို့ကျွန်တော်လိုက်တယ်ကိုကြည့်ရတဲ့သူတိုင်းသိကြပါပါကျွန်တော်အပြေမှာတွေ့မှုတဲ့လူတိုင်းလည်းကျွန်တော်ရဲ့စိတ်နေသဘောထားကိုသိကြပါကျွန်တော်ဟာအနေနဲ့တက်မတော်သားအရာရှိစစ်တီတွေနဲ့မှရှိတဲ့ရဟရှင်ပြည်သူတွေကိုစေတနာတန်တဲ့နဲ့ကူညီပေးနေတဲ့တာမန်လူတယောက်ပါအဲ့တော့ကျွန်တော်တို့က အေဂျင့်ဆိုနေပဲနေပါတယ်။ဒီနေ့ဇော်ပွဲကိုကျွန်တော်တက်စိန်ခေါ်တဲ့အကြောင်းတရားတွေဟာဒီကောင်ကမနေ့တည်းကမှပေါ်လာတယ်။ကျွန်တော်တက်မတော်ချက်ချင်အောင်စောင်းတယ်။အလူခံစားတယ်။ဒါပြင်ဒီဒီလိုပဲညာဒီကောင်လုပ်သေးတယ်။ကျွန်တော်အကုန်သိပါတယ်။ဟုတ်ပြီးတော့အောက်ချေကအရာရှိစစ်တီကိုလှူဒန်းချင်အောင်စောင်းပြီးတော့စတဲ့နေမေးတယ်။တစ်ဖက်ရန်သူ PDF တွေကိုတရင်ပေးတယ်။ဒါကြောင့်အဖြစ်အနာတွေဖြစ်ကုန်တာ။ဒီအကြောင်းတရားတွေကိုသိတဲ့အတွက် 就那社会人物，多少来人啊？喏，就那如啊，拉手是没变嘞，要开咪多啊？要拆屋嘞，要开咪多啊？要开屋嘞，多啊嘛？你那一钓嘞，在哪里？河边，公园，在哪里？山钓鱼，里面会吃的、摘的、美丽的，开钓嘞，哎，五美，啥哩作业不让钓的，水了不让你干，不抓起就钓回去了。他爷嘞，哎，这双打的，过网高，免打几颗，免拉网的，重点那么地嘞。 ဇော်ဖိုင်းတို့အစ်စ်မျိုးကကျွန်တော်နဲ့အားကြီးဝေးတယ်ဒီကောလမ်းမရကလေးကချီအောက်တန်းစာနော်တမလို့သားဗျာရှိစစ်တီကိုသွေးခွဲပေးတယ်နိုင်ငံဝန်ထမ်းတွေကိုသွေးခွဲပေးတယ်ပြည်သူတွေကိုတမလို့နဲ့နိုင်ငံဝန်ထမ်းတွေပေါ်မှာထင်အောင်ထင်မှားဖြစ်အောင်သွေးထိုးလှုပ်ဆော်နေတဲ့မန္တလေး MDY ပြည်ထဲကကောဒီကောပြင်ဒီကောနောက်ကဆရာဆရာကြီးတွေကိုပါမင်းသားကြီးနဲ့အဖွဲ့ကပေါ်ထုတ်အောင်မယ်ဆိုတဲ့ကြောင်းတနင်္ဂနွေလုံးမှာရှိတဲ့ရန်ရှင်ပြူပြီးသားတိုင်းရင်းသားများအားလုံးကိုကျွန်တော်မင်းသားကြီးက ဒိပေးနဲ့ကျွန်တော်ရဲ့ပြောချနိုင်မှုကိုညှို့ချလိုက်ပါတယ်။ခုပြောတဲ့စကားတွေမှာကျွန်တော်ရဲ့ပြောဆိုမှုတွေဟာဟန်ပန်မှုရာတွေအရရမ်းပြသွားရင်ကျွန်တော်ကိုခွင့်လွှတ်ပေးကြပါလို့တနိုင်ငံလုံးမှာရှိတဲ့ရဟန်းရှင်တွေပြည်သူပြည်သားတိုင်းတိုင်းအားလုံးကိုကျွန်တော်မင်းသားကြီးကလက်ဆယ်ပါထိတ်မှမိုးရီတောင်းပန်အပ်ပါတယ်။ရအောင်စောဖွဲ့အကြီးဟာတို့လားစစ်တီကိုတက်ဖွဲ့ကြီးရဲ့ဦးစီးဦးဆောင်မင်းလာအောင်ခေါ်မင်းသားကြီးဆိုတာငါလေ။အစ်တဲရဲစီ န်ရှင်းတည်ကြည်တန်ရှင်းတည်ကြည်ဖြောင်းမတ်မြီဆိုပြည်သူတိုင်းကလိုလားကြသည့်အာဃဝင်တန်းဖြစ်လိမ့်မည်ထို့သောမဟုတ်အချင်းရုပ်လျက်ဒုက္ခပေးရန်စိတ်မှကြံပြီးမှန်သူမှသူနှစ်ဖက်လူကို ယူငင်လက်စားအပူများဖြင့်စားကြတော့ကြပျော်မွေ့ကြလင်မုတ်ချသေးကြအချိန်မှာတော့နှုံချနိုင်ပါကြလိမ့်မည်ပြုတ်ပြင်းသွားကြစေခြင်းသည်တဲ့မောင်ရဲချန်တောင်ကြီး28ရက်4လ2025 7နှစ်မှာရေးထားတဲ့ကြပြားလေးဖြစ်ပါတယ်ပေါ့နော် င်္ဂလာရှိတော်နေ့ရပါတဲ့မေတ္တာလုံခြုံအေးချမ်းပါစေเนาะနောက်တစ်ခုကတော့ကလေးမျိုးပေါ့เนาะကလေးမျိုးတင်းနေပါမယ်ကလေးဓာကဆောင်မှုဦးအောင်ကျော်ဆိုင်ကတော့တဲ့ကလေးမျိုးအတွက်ตาတဲ့ကလေးမျိုးအတွက်တက်တာရေးမျိုးအတွက်အေးချမ်းတာယာရေးစစ်တပ်ပြည်သူစစ်များအတွက်တခဲဖားရင်စစ်စစ်ကြီးကြတဲ့စစ်တိုက်ချင်းသူစစ်သားရဲ့ ပြည်သူစစ်များကိုခဲရန်လက်နက်အကုန်ဖြည့်ဆည်းပေးတယ်တဲ့အောက်ခြေစစ်တီတွေကစစ်တိုက်ဖို့ပဲလုပ်တယ်တဲ့အောင်မြင်မှုအလိုက်စူကြေးတွေတတ်မှတ်ပြီးသားပါတဲ့ပြည်သူစစ်စစ်တရွာမှာရှိနေပါကြတော့လုံခြုံရေးအဖွဲ့များပြည်သူစစ်များအနေဖြင့်မိမိတို့လက်ရှိစုံရှုံထားသောနေမင်းများကိုပြန်လည်ရရှိအောင်အကြမ်းဖက်များကိုရှင်းလင်းစေလိုကြောင်းဒါကစားမူကြီးဦးအောင်ဆိုင်ကျော်ဥအောင်ကျော်ဆိုင်ကလည်းလိုအပ်သောစီရင်ထောက်ပံ့မှုများကိုအပြည့်အဝထောက်ပံ့ပေးမည်ဖြစ်ကြောင်းသတင်းကောင်းပါရပါတယ်။ဒကြံအတွက်ဒကာစမူကြီးက ဒါကစားတက်နေအတွင်းအဟာရဒါနအဟာရဒါနနေ့စဉ်ပြုလုပ်ခဲ့လို့အရာရှိအရာခံအကျက်စစ်တီများကလည်းဒါကစားမူကြီးဟိုအယံအားကိုလေးသားကြတယ်တဲ့တချို့သောတက်မိသားသူတွေကဝမ်းသာလုံးလုံးငိုကြတယ်တဲ့ပြည်သူစစ်ရွာဖြစ်သောကျန်သားရွာအကျန်းဖက်လက်အောက်ကိုကြားရောက်သားဒါကစားမူကြောင့်မဟုတ်ပဲအဲ့ဒီမှာတာဝန်ကျနေတဲ့အရာရှိတဲ့တချို့ခံယူချက်မကောင်းတဲ့ပြည်သူစစ်တွေကြောင့်တာဖြစ်တယ်တဲ့တချို့ပြည်သူစစ်တွေကခံယူချက်နေတယ်တဲ့ဒါကစားမူကြီးလို့စစ်သားတွေအပြည့်ရှိတဲ့လူမျိုးရထားတာတဲ့အယံကံကောင်းတယ်တဲ့ပြည်သူစစ်ခြေရွာ၌ တာဝန်ထမ်းဆောင်ကြသောအရာရှိစစ်သည့်ရဲတပ်ဖွဲ့ပြည်သူစစ်တပ်ဖွဲ့များမိမိရောက်ရမိမိဒေသအတွက်ကာကွယ်ရင်းမိမိတို့လိုအပ်ချက်ကိုအမြဲဖြည့်ဆည်းပေးတဲ့ဒါကစမှုကြီးဦးအောင်ကျော်ဆိုင်အတွက်အောင်ပွဲများကိုမကြာခင်ယူဆောင်ပေးမယ်လို့စစ်မဲ့ရွာပြည်သူများကအယံမျှော်လင့်နေကြပါတယ်တဲ့ခံကောမျိုးနဲ့ပြည်သူစစ်ကြေးရွာဖြစ်သောမြောင်ခရိုင်ရွာကိုအကြမ်းဖက်များကတင်းတော်ကြေးရွာမှာ29ရက်4လ2025 MP 7နိုင်45အချိန်တွင်စတင်တိုက်ခိုက်ခဲ့တယ်တဲ့ ကလေးတို့နဲ့တောင်ပိုင်းပြည်သူစစ်ရေးရဖြစ်သောကြံသာရွာတိုက်ပွဲ၌အချမ်းဖက်ရန်သူ၏ drone သည်ငါးစီးအမြဲကောင်းကင်၌ပြန်ဝဲလျက်ရှိပါသည်။ထို့အတွက်ကြောင့်ရန်သူ၏ drone ကိုချိန်မုံတိုက်ခိုက်နိုင်ရန်နိုင်ငံတော်ဝန်ကြီးချုပ်နှင့်နိုင်ငံခေါင်းဆောင်များကိုအထူးပြင်ပြပါသည်။ကလေးတို့ဒါကစားမှုကလည်းပြည်သူစစ်များလိုအပ်သောထောက်ပံ့ရေးများကိုထောက်ပံ့ပေးနေပါသည်။ပြည်သူစစ်ရေးရဆက်နေရမှဒါကစားမှုကြီးကိုဒါကစားမှုကြီးကလည်းပြည်သူစစ်လိုအပ်သော ထောက်ပံ့ရေးများကိုထောက်ပံ့နေပါတယ်တဲ့ပြည်သူ့တချို့ရဆက်နေရမှာဒါကစားမူကြီးကိုမိဘရဲတပ်ဖွဲ့အားကိုးလျက်ရှိပါတယ်တဲ့ထို့အတွက်ကြောင့်နိုင်ငံတော်ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်အားရန်သူကြီးဒုံးဒီပညာအားလူလက်နက်နည်းများကိုတဲ့လိုအပ်တယ်လို့ကူညီထောက်ပံ့ပေးပါရဲ့အတနာခံတင်ပြအပ်ပါတယ်တဲ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဟိုပါပေါ့အဲညောင်ချိုးပကံခွဲတောင်ပို့ကြီးတဝိုက်ကိုတက်မတော်ကနေအပြီးတိုက်ချိန်မုန်းနိုင်ခဲ့ပြီတဲ့နော်တောင်ကုတ်ကိုနောက်ထပ်ဆက်လက်တိုက်ပွဲဝင်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့တက်မတော်ကတော့ဒီနောက်ပိုင်းမှာပြည်ပြည်စီစီနဲ့ အဲအောင်မြင်ဖို့ရလာတဲ့နေရာတွေလည်းရှိတာပေါ့ဗျာအဲအဲ့လိုမျိုးရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါပြင်ဦးလင်ကိစ္စဗျာနော် ပြင်ဦးလင်ကိစ္စဒါတော့ဟိုဘုသူ့ပြဏာမမကြည့်ပဲနဲ့ဒါအောက်ချင်မှာဖြစ်ပြနေတဲ့အခြေအနေတွေနဲ့နော်ဒီနိုင်ငံတော်အကြီးအကဲတွေနဲ့နောက်တော့ဒီပြင်ဦးလင်မှာရှိနေတဲ့ဥပမာတစ်ခုပေါ့နော်ထွေအုပ်လို့လို့အမဘာဆောင်ဘူးလို့လို့အဲလူမျိုးတွေကိုဟိုသိသိကျင်တာပေါ့နော်သိသိကျင်တာပေါ့ဒီကတော့လေးမှုနဲ့ကိုရေးပို့လာတာပေါ့နော်28ရက်၄လ28ရက်၄လ2025တို့ကိုဇော်ကျွန်တော်နာမည်ကဇော်ဖုံးဟိတ်ဘာကောင်းနဲ့ဖုံးတာပါပေါ့နော်မိုးမဟုတ်ပါဘူး အမိမကောလို့သူပြည်သူတွေရင်ခွက်ကြံရင်ခွင့်ချက်ပြင်ဦးတွေမျိုးနန္ဒဝင်ရက်ခွက်ကြီးကိုဝေးတော်လဲနဲ့စစ်မှုထမ်းရလူတဝူးလင်းသုံးသိန်းတောင်းခံပြီးအိမ်တော်သူတစုလင်း၅တောင်းကောက်ခံတည်ဟူချားပြရပါသည်တချို့လက်လုံးလက်စားသမားများမှာတဲ့ဘေးမှာ၂၀တိုးခင်ရှာကထဲ့နေကြပါသည်တဲ့ပြည်သူများဆင်းရဲသည့်ဆင်းရဲ၍ဒုက္ခများနေကြပါသည်တဲ့ကိုတော်ဘိုးရင်တည်တည်ရန်နဲ့ယခုလက်ရှိအခြေအနေကိုတင်ပြလိုက်ရခြင်းဖြစ်ပါတယ်တဲ့နော်ဒါကျွန်တော်ဟိုတလောကကျွန်တော်ကဘင်းတစ်ခုကိုမဟုတ်ဘဲနဲ့လေကျွန်တော် မပြောဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်ကဒီအချိန်မှာကျွန်တော်အများနဲ့ပြောနေတယ်ကျွန်တော်တို့ကတက်နေပြည်သူလက်တွဲကူတဲ့နော်အစိုးမြင်တဲ့အရာတွေကိုအားလုံးကတိုက်ခိုက်ကြရမှာအဲ့တော့ကျွန်တော်အများနဲ့ပြောနေတာကကျွန်တော်တို့ဒီခက်ပြတ်သွားတဲ့အချိန်မှာခက်ပြတ်သွားတာပဲပေါ့နော်ဒါကဒီတိုင်းပြည်ကအကုန်လုံးဒီရေးသေးတဲ့နဲ့ငလင်တန်းသေးတဲ့နဲ့ဟိုကိုဗစ်တဲ့နဲ့အခုစစ်ပွဲတွေဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ကပြည်သူအားကိုယုံကြည်ရတဲ့တက်မတော်တရားပေါ်ထွက်စေခြင်းနဲ့အဲ့ဒီပြည်သူအားကိုယုံကြည်ရတဲ့တက်မတော်ကလည်းဒီအောက်ခြေမှာဖြစ်ပြနေတဲ့အကျင့်ပြချာစားနေတဲ့အလုပ်တွေကို နော်လက်တွဲညီညီပူပေါင်းပါဝင်တိုက်ပြတ်တင်းနေငွေတနေ့နာရဲကိုကြည့်ပြီးတော့မှလုံးလို့ရှိရင်တခြားသောအဖွဲ့ကလောက်တာလားဟိုနော်ဒီရကြေးအုပ်ကြီးတွေကလောက်တာလားတက်မလို့မလုပ်ပဲနဲ့အဲ့လိုလုံးနေတယ်နဲ့သူတို့ကတက်မလို့အစိုးရကိုပဲသူတို့ကပြောတယ်ပြီးရင်ကျွန်တော်တို့ရဲ့တက်မလို့သားတွေကိုပဲသူတို့မကောင်းမြင်တယ်နော်အဲ့တော့ကျွန်တော်တို့တက်မလို့သားတွေကလည်းမကောင်းတဲ့အလုပ်ကိုပါဝင်ပူပေါင်းပြီးတော့တိုက်ဖြတ်ရမယ်ရဲတပ်ဘက်ဝင်တွေနော်ပြည်သူစစ်တွေနော်အဲ့တော့ကြတော့နိုင်ငံတော်အစိုးရအပါဝင်နိုင်ငံတော်အစိုးရကတက်မလို့ကာကွယ်ဦးစီးချုပ်ဖြစ်တယ်နော် တက်မတော်ကဝေဘူးကြီးကြိုးဖြစ်တဲ့အတွက်ကျွန်တော်တို့တက်မတော်ကနိုင်ငံအတွက်ကြိုးရိုးမှန်တိုင်းတစ်ခွဲရှိနေတာမလွဲဧကံပဲနော်အဲ့ဒီအချိန်မှာတက်မတော်ကဒီအချိန်မှာအခွင့်အရေးရတာပြည်သူလူထုအပေါ်ကိုတက်မတော်ဒီပြည်သူလူထုအပေါ်မှာဘယ်အချိန်ဘယ်ကာလမှမနော်ဒီလိုမျိုးအလုပ်ရက်တွေမလုပ်ရက်မလုပ်ခဲ့ပါဘူးဆိုတာကိုပြသရမှာအဲ့တော့ကျွန်တော်တို့တက်မတော်ထဲမှာလည်းကောင်းတဲ့တက်မတော်သားတွေရှိတယ်လို့မကောင်းတဲ့တက်မတော်သားတွေပဲရှိတာပဲပဲတတင်းထဲမှာတော့မှဗျာအဆုံးပြုပါသေးတာပဲဟုတ်လားဆွမ်းဆန်သိန်းထဲမှာတော့မှကြွက်ချေးပါသေးတာပဲဒါပေမဲ့ဒါတွေကိုအတိတရားတွေညံမျောမြင်နဲ့ ဆရင်းသားဆုံးဖြတ်ပြီးတော့ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဘဝဓာတ်တွေကိုပြင်ရင်းနဲ့ဒီလူအကူရတဲ့တက်မတော်တရားကိုပေါ်ထွက်စေချင်တာပါเนาะအဲ့ဒါကလည်းဘာကြောင့်လဲဒီနိုင်ငံနဲ့ဒီလူမျိုးကိုအေးချမ်းစေစင်တဲ့စိတ်ဒီနိုင်ငံရဲ့ဒီလူမျိုးကိုအေးချမ်းအောင်ခေါင်းပြအောင်เนาะတူတူတန်တန်နဲ့နိုင်ငံအတွင်းမှာမိတင်းနေတိုင်းမီကိုစီဝါကိုလိုလိုရအောင်ကတက်မတော်နဲ့တက်မတော်သားတွေပို့ပြီးတော့အရေးကြီးတယ်တက်မတော်နဲ့တက်မတော်သားတွေဟာကာကွယ်ဆောင်ရှောက်နိုင်မှာရဲတပ်ဖွဲ့ဝင်ညာဆောင်ရှောက်နိုင်မှာပြည်သူတွေရဲ့ဘဝလုံးကျုံမှာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ပြောတာเนาะနောက်တစ်ခုကတော့ကျွန်တော်အမြဲတမ်းပြောနေတယ်တက်မတော်တွေမှာ အခြေခံစစ်တီမိသားစုတွေကနေပြီးတော့မှအစစ်စစ်ဒုတကြက်တကြက်တကြက်ကြီးထဏန်းကျုပ်စီကျူဒုရာကံဘူအာရဆိုင်ဘူနော်ဒုဘူဒုဘူဘူဟလာဘူကြီးနော်အစစ်စစ်တမတော်အခြေခံမိသားစုတွေတမတော်သားတွေအားကိုးရတယ်အစစ်စစ်စင်ကဲစင်ကဲနော်ကိုကျင်းစာနာတရားစိတ်ရှိတဲ့နော်ကိုယ့်ရဲ့အောက်တန်ငယ်တော်ပြန်ကြည့်တဲ့ခေါင်းဆောင်ခေါင်းတွေကိုပေါ်ထွက်စေချင်တာပါနော်ကျွန်တော်တို့ကလူတူတူတယောက်ရဲ့မျက်နှာကိုကြည့်လို့မရပါဘူးနော်အဲ့အဲ့အတွက်ကျွန်တော်က အကောင်းဆုံးနော်ကျွန်တော်မြင်တာကျွန်တော်သိတာကိုပြောပြနေတာပါအခုကျွန်တော်ကိုတိုက်ခိုက်နေတယ်တိုက်ခိုက်နေတယ်တက်မတော်သားတက်ထင်းတယောက်ပေါ့နော်ရပါတယ်ကျွန်တော်တက်မတော်သားကိုကျွန်တော်ချစ်နေရခြင်းနဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းလေးကိုကျွန်တော်ညကြာ YouTube မှာပြောပြပါမယ်